ရှိတယ်အရဟံကောအဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့ အနည်းဆုံးတော့တရား၈ခေါက်တော့ဆင်ခြင်မိမယ်လေအတော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာ အပူကင်း၍ငြင်းအေးတော်မူသောမြတ်စွာဘုရားတခါတည်းပအောင်လို့နော်အင်းအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လို့တာကံစိတ်ဥဒ္ဓဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရကျင်တဲ့အကျိုးရလက်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လို့ ကံပြီးတော့ဗာလာအော်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါလို့ဆိုမေတ္တာတရားနော်ကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစဉ်အတန်းရှိအောင်မေတ္တာထားရမယ်တတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာနော်မေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိတ်ဘယ်ကိုတချို့ကကောင်းကောင်းနားမလဲကြတာရှိတယ် မေတ္တာဆိုတာတတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာဘေးရန်တွေကင်းစေခြင်းနဲ့ကျမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစေဝန်းငြိမ်းအေးစေခြင်းနဲ့အဆင်မပြေတာဘာမှဖြစ်စေခြင်းမူအဆင်ပြေတာတွေကြီးဖြစ်စေခြင်းနဲ့ကောင်းစေခြင်းတတ္တဝတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော် ဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရုပ်ရှုအာလုံသောတတ္တဝါတွေဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါထက်ခါရုပ်ရှုနေကြာရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီထဲမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့ကောင်းအောင်ပြင်တာဟုတ်လား ဘာနဲ့ပြင်မတော့အနှစ်ချုပ်ကလေးတွေပဲဘုံဘုံပြောချင်တာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုံအီသွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်ပြောချင်တာတွေကအများကြီးရှစ်ဆက်သွားမယ်နော်ကံပြီးရင်ဘုံဘုံတို့ဘာလို့ပြင်ရမှာတော့စိတ်ကိုပြင်ရမယ်တဲ့စိတ်ကိုဘလို့ပြင်ရမှာတော့လူရင်းပြောရင်စိတ်ကိုချမ်းသာအောင်လုပ်ရမယ်စိတ်ကိုမတုံ့လှုပ်အောင်လုပ်ရမယ် စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကို မတုံ့လှုပ်စေရဘူးစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်စေရမယ်ဆိုအဲ့ဒီခံယူချက်ရှိရမယ်နှစ်ချက်ပြောတယ်နော်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုံ့လှုပ်စေရဘူးဘာပဲဖြစ်စေရမလဲစိတ်ကိုချမ်းမဲချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်မှုပဲရှိနေစေရမယ်အဲ့လို့ရှိရင်စိတ်မဆင်းရဲအောင် စိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလို့နော်စိတ်ကိုမဆင်းရဲအောင် လုပ်ရင် စိတ်ကချမ်းသာတာပဲစိတ်ကိုမတုံ့မလှုပ်အောင် လုပ်ရင်စိတ်ကငြိမ်သွားတာပဲ လိုင်စိ်ကိုဆင်းရဲအောင်နှိ်ဆက်တာဘယ်သူတော့စိ်ကိုတုံလွတ်အောင်လုပ်တာဘယ်သူတော့လောဘဒေါသမောဟအဲ့နော်လူချင်းမမောမှုတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်မကျင်နှံ့မှုဒေါသတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်ဘာမှမသိဘူးဘဝမှာဖြစ်လို့ပဲနေတယ်အသိဉာဏ်ရှိအောင်မလုပ်ဘူးလောဘဒေါသနဲ့အောင်မလုပ်ဘူးဘဝခန္ဓာကြောင့်သိအောင်မလုပ်ဘူးကုသိုလ်ကောင်းမှုစိတ်ဝင်စားကောင်းမှမသိဘူးမောဟတွေနဲ့လွှမ်းနေရင်အဲ့ဒါစိတ်ဆင်းရဲတယ်။စိတ်စိတ်ကိုနှိပ်စက်မဲ့အရာတွေကိုလောဘဒေါသမောဟဆိုတာ တပြိုင်တည်းထဲမှာပဲစိတ်ကဆင်းရဲပြီဟဲ့ဆိုတာနဲ့စိတ်ကငြိမ်တော့ဘူးစိတ်တုံလှုပ်တယ်ဆိုတာဆင်းရဲလို့တုံလှုပ်တာเนาะချမ်းသာနေရင်စိတ်ကမတုံလှုပ်ဘူးငြိမ်နေတာဟုတ်လားအဲ့တော့စိတ်မတုံလှုပ်ခြင်းမူဆိုလို့ရှိရင်ဘုန်းဘုန်းတို့ဘာလို့မလုပ်ချမ်းသာအောင်လုပ်ရမလဲချမ်းသာအောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလို့မဆင်းရဲအောင်လုပ်ရမလဲမဆင်းရဲအောင်ဆိုရင်ဘယ်လိုလုပ်မလို့ဆင်းရဲစေတတ်တဲ့အရာတွေကိုဝင်မလာအောင်လုပ်ရမလဲဆင်းရဲစေတတ်တဲ့အရာတွေဘာတွေတော့လောဘဒေါသမောဟရောเนาะ ဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတော့အနှစ်ချုပ်ပြောရင်တတိနဲ့လောက်ရတယ်တဲ့တတိနဲ့ကာကာကွယ်ရတယ်ကိုကိုကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအမှန်ကန်အောက်မေ့နေတဲ့သဘောလေးဟိုနေ့ကတော့ဦးဇင်းတို့ပြောသေးတယ်လေကိုကိုဘာဖြစ်နေလဲဝင်လေလေးဝင်နေတယ်ထွက်လေလေးထွက်နေတယ်ပုံမှန်ဖြစ်နေတယ်အဲ့ဒါလေးပုံမှန်တတိလေးထားလိုက်ပြီးဟေးဆိုတာနဲ့လောဘဒေါသမောဟကဝင်ကိုမရဘူးကာကွယ်ပြီးသားတားဆီးပြီးသားဖြစ်တယ်သူတို့ဝင်မလာဘူးဟေးဆိုတာနဲ့စိတ်ကမစင်းရဲဘူးအနောက်ရှက်ပေးမဲ့ကောင်တွေနဲ့ကင်းနေတယ်စိတ်က ချမ်းသာသွားသူတို့ ਨੇ ဝေးလေစိတ်ကချမ်းသာလေချမ်းသာပြီဟေ့ဆိုလေးလေးပါတော့